ဟယ်လိုမင်္ဂလာပါရှင်စေဆောင်မှုဆိုင်ရာခြေခံ theory တွေအကြောင်းကိုစေစေဆောင်မှုဆိုင်ရာ theory တွေပေါ့လေစေဆောင်မှုဆိုင်ရာ theory တွေအကြောင်းကိုကျွန်တော်ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လိုအပ်ချက်ကိုခြေခံတဲ့ theory တွေရှိမယ်ဖြစ်စဉ်ကိုခြေခံတဲ့ theory တွေရှိပါမယ်ရှင်အဲ့ဒီမှာလိုအပ်ချက်ကိုခြေခံတဲ့ theory တွေကိုတော့ကျွန်တော်ဆွေးနွေးခဲ့လို့ပြီးပြီဒီခုလောလောဆယ်ဆွေးနွေးနေတာဖြစ်စဉ်ကိုခြေခံတဲ့ theory တွေပါအဲ့ဒီ theory တွေကမှရှင် ျွန်တော်ယနေ့ဆက်ပြီးတော့ဆွေးနွေးပေးမယ့် theory လေးတစ်ခုကကြတော့ goal setting theory ကြီးမှန်းချက်ချမှတ်ခြင်းဆိုင်ရာ theory လေးပါ။ဒါကိုဒီ theory လေးကို လေးလာပေါ်ထုတ်ခဲ့တဲ့သူကကြတော့ကျွန်တော်တို့ပညာရှင်ကြီးဒါ Edwin Locke ကနေပြီးတော့1960ခုနှစ်မှာစတင်ဆူပြီးပါတယ်။ဒီပညာရှင်ကြီး Edwin ကနေပြီးတော့ကြီးမှန်းချက်ချမှတ်ခြင်းနဲ့လုပ်ငန်းလုံဆောင်မှုတွေကြားထဲမှာ ခွဲခြားလို့မရတဲ့ဆက်သွယ်မှုတွေရှိနေတယ်ဆိုတာလေးကိုဒါဖော်ထုတ်ခဲ့ပါတယ်။ဒီမှန်ချက်ချမှတ်ခြင်းနဲ့လုပ်ငန်းတွေလှုပ်ဆောင်တဲ့အကြတဲ့ကြားထဲမှာပေါ့နော်ကျမတို့ခွဲခြားလို့မရတဲ့ဆက်သွယ်မှုတွေရှိနေတယ်။ဒါကြောင့်ねဒီကကျမတို့ချမှတ်လိုက်တာတွေဟာ space space တိကျရမယ်။ measurable တိုင်းတာနိုင်ရမယ်။ attainable တကယ်ကို နာလုံးဆောင်လို့ရှိရင်ဒါရလာနိုင်တဲ့အခြေအနေဖြစ်ရမယ်ပေါ့နော်ရရှိနိုင်ရမယ်အဲမိမိရဲ့ဒီချမှတ်လိုက်တဲ့အကြောင်းအရာတွေဟာတိကျရမယ်တိုင်းတာနိုင်ရမယ်ရရှိနိုင်ရမယ်လုံးဆောင်နိုင်ရမယ်အဲဘဲဘဲအချိန်အတွင်းမှာပေါ့နော်တချို့ဆိုရင်ဒီကအချိန်ကစမှာပေါ့နော်ဘဲအတွင်းမှာဒီလုပ်ငန်းကိုပြီးအောင်လုပ်ဆောင်မယ်ပေါ့စသည်ဖြင့်ပေါ့နော်တိကျမှုရှိရပေါ့နော်အဲအဲ့လိုမျိုးတွေတိကျမှုလည်းရှိရပါမယ်အဲ့လိုမျိုးတိကျမှုရှိမှ ဒီရည်မှန်းချက်တွေဟာလည်းပေါင်းမြောက်အောင်မြင်နိုင်တယ်။အဲပေါင်းမြောက်အောင်မြင်နိုင်တယ်။လုံဆောင်မှုတွေကလည်းဆရာထက်တန်မှုတွေကိုရရှိလာစေပါတယ်။ဒါကြောင့်ဒီ go setting theory လေးကိုလေ့လာခြင်းအဖြစ်ပေါ့နော်အဓိက adrian ရဲ့ go si go setting theory လေးရည်မှန်းချချမှတ်ခြင်းဆိုင်ရာ theory လေးမှာဆိုရင်မိမိချမှတ်လိုက်တဲ့အကြောင်းအရာတွေဟာ ဒီပေါ့နော်လုပ်ငန်းနဲ့ဒီမဲချက်ချခြင်းနဲ့လုပ်ငန်းနဲ့လုပ်ငန်းလှုပ်ဆောင်ရတာအနေအားပေါ့နော်ခွဲခြားလို့မရတဲ့ဆက်သွယ်မှုရှိနေတယ်ဆိုတာလေးကိုသိရှိလာတယ်။အဲဒါဆိုရင်အဲ့လိုခွဲခြားလို့မရတဲ့အခြေအနေတွေရှိနေတဲ့အကြောင်းအရာလေးမှာပေါ့နော်ကျမတို့ဒီလိုမျိုးခြေနေရှိနေပြီဆိုရင်ဘယ်လိုမျိုးရည်မှန်းချက်တွေချမှတ်ဖို့အတွက်အဲချမှတ်တာပို့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုတာလေးတွေကိုပေါ့နော် ထိညီပေးလို့ရသွားပြီလူကြီးမိဘတွေအုပ်ထင်းသူတွေရနေပြီးတော့ပေါ့နော်အဲနောက်တစ်ခါချမှတ်လိုက်တာလေးကလည်း space space ဆိုတဲ့တည်ကြမှုရှိအောင်နောက်တစ်ခါ measurable ဆိုတဲ့တိုင်းတာနိုင်လို့ရအောင် attainable ဆိုပြီးတော့ပေါ့နော်ဒါကိုတကယ်ကိုပဲမသူသတ်မှတ်ဒီမိမိမှန်တာတဲ့အချိန်လေးအတွင်းမှာ အောင်မြင်အောင်ပေါ့မြအောင်လှုပ်ဆောင်နိုင်မှုတွေကိုထိညီပေးဖို့ဒါကူညီပေးဖို့လိုအပ်တယ်ဆိုတာလေးကိုကျမတို့ဒီ goal setting theory လေးကိုလေ့လာခြင်းအပြင်သိရှိလာတယ်။ဒီမှာဆိုရင် goal setting theory မှာဆိုရင်သူ့ရဲ့เนาะစီမင်းလေးပေါ့เนาะ၅ခုချိထားတယ်။ဒီမှာဆိုရင်ဓာတ်ချွန်လေး၅ခု ਨੇ ပေါ့เนาะကျမဒါလေးကိုဟိုဆွေးနွေးပေးနိုင်မှုအတွက်စောင့်ရထားခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင်သူက သူကဘာလေးပြူဒီလိုမျိုးပေါ့နော်ဟိုရီမန်းချက်တီချမှတ်တဲ့အခါမှာလေသူကမိမိချမှတ်လိုက်တဲ့အကြောင်းအရာတွေကတကယ်ဘူးပေါ့နော်သူကဟိုဘောဟိုဒီလိုမျိုးပေါ့နော်အချက်၃ချက်နဲ့လည်းပြည့်သွားမယ်အဲ့ဒီမှာလည်းဒီမှာလည်း goal setting principle မှာလည်း तू ကဘာလို့ရှိနေမလို့ဆိုရင် clarity ဆိုတဲ့ရှင်းလင်းမှုရှိရမယ်ရှင်းရှင်းလင်းလင်းရှိရမယ်မိမိထပ်မလိုက်တဲ့ရည်မှန်းချက်ဟာရှင်းလင်းမှုရှိရမယ် clarity ဆိုတဲ့ရှင်းလင်းမှုရှိရမယ်ဒါတစ်ခုက challenge စိန်ခေါ်မှုရှိရမယ် ဟုတ်တယ်ဒါမှလည်း motivation ဖြစ်မှာလေစင်ကုန်မှုမပါခဲနဲ့ဟာဆိုပြီးတော့ဒါဟိုရပါတယ်ကွာဆိုပြီးတော့เนาะဒါ motivation မရှိလို့ရှိရင်ဟိုသူ့ရဲ့လုံဆောင်မှုကအားနည်းသွားနိုင်တယ်ဒါကြောင့် challenge စင်ကုန်မှုရှိရမယ်ပြီးတော့ commitments ဒီဟာတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဒီတာဝန်ယူမှုတာဝန်ခံမှုဆိုတာဒီအလုပ်ပေါ်မှာ तू ဟာနှိမ့်ညွတ်လောက်ကိုင်းမှာတာဝန်ယူမှုတာဝန်ခံမှုကရှိမှာဟုတ် commitment ကလည်းရှိရမယ်မင်းမှတ်လိုက်တဲ့အဲရည်မှန်းချက်ကိုပေါ့နော်ရည်မှန်းချက်ကို ဟာဒါကိုလှုပ်ဆောင်ဖို့အတွက် तू ကတာမိမိချမှတ်ထားတာဖြစ်တယ်မိမိတာဝန်ရှိရပေါ့နော် commitment ဆိုတဲ့ဒီပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိသွားတာဖြစ်တဲ့အတွက် तू ဟာဒီဟာကိုနှိမ့်ညွတ်လုပ်ကြိုင်မယ်ဒါတခု feedback မိမိလုပ်ရတဲ့အတိုင်းကိုပြန်လည်သုံးသပ်ရမယ်ဒါအင်မတန်ကောင်းတာပါဘယ်လုပ်ကိုပဲလုပ်တည်ဖြစ်စေမိမိလုပ်ရတဲ့အတိုင်းကိုပြန်လည်သုံးသပ်ရမယ်နောက်ပြီးတော့ဒါကဒါကကြတော့ task complexity ဆိုတာကြတော့ तू ကဘာလုံးဆိုရင်ညွှန် ဟုတ်နည်းနည်းလေးတော့ရှုပ်ထွေးမှုရှိရတယ်လုပ်ငန်းကရှင်းလင်းနေလို့ရှိရင်ဒါဟိုတိတ်ပြီးတော့ပေါ့နော်လှုပ်ဆောင်ရတာဘယ်လိုပြောမလို့ဆိုရင် ဟိုလွယ်ကူလွန်းနေလို့ရှိရင်မလုတ်ချင်တော့ဘူးလေလူတွေကဟဲခက်ခဲလွန်းနေရင်လည်းမလုတ်ချင်ဘူးနည်းနည်းလေးပေါ့နော်လွယ်လွန်းခြင်းမဟုတ်ခက်လွန်းခြင်းမဟုတ်ဒါမျိုးလုပ်ငန်းလေးတွေကိုလှုပ်ဆောင်နေကြတာဟုတ်ဒါကြောင့်ဒီလိုမျိုးပေါ့နော်ဒီဟာလေးကလည်းနည်းငယ်ရှုပ်ထွေးမှုတော့ရှိနေရမယ်တဲ့ဒါဆိုရင်ကျမတို့ကျင်းလင်းမှုရှိရမယ်စိန်ခေါ်မှုတွေရှိရမယ် commitment ဆိုရင်နှစ်မြုပ်လုပ်ကိုင်မှုတွေရှိရမယ်ပြန်လည်သုံးသပ်မှုတွေရှိရမယ်ဒီဟာကလည်းအနည်းငယ်လေးရှုပ်ထွေးမှုတော့ရှိရမယ်ဆိုတော့ ဒီကဘောနော် goal setting theory ကိုချမှတ်ချင်းဆိုင်ရာမှာဒီလိုမျိုးလေးတွေနေပေါ့နော်စီမင်းလေးတွေရှိတယ်ဆိုတာကိုကျမလေးနဲ့ဆွေးနွေးပြခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုမျိုးစီမင်းလေးတွေရှိရင်ကျမတို့လှုပ်ဆောင်တဲ့အခါမှာဘယ်လိုလေးတွေလှုပ်ဆောင်ရင်ပို့ပြီးတော့အဆင့်နေတာထိမ့်ညိပေးလို့ရသွားမယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်ရှင်။နောက်ပြီးတော့လည်းအဲ့ဒါလေးကိုပဲပေါ့နော်ကျမဒီအားလေးကိုဆက်ပြီးတော့ဟိုသူ့ရဲ့အကြောင်းအရာလေးကိုထပ်ပြီးတော့ဆွေးနွေးခြင်းမှာပါ။ clarity ဆိုတဲ့ရှင်းလင်းမှုဒီကဒီကျမတို့ ဟိုကြီးမင်းကျက်ချမှတ်တဲ့အခါမှာ declare ဒီမိမိကြီးမင်းကျက်ချင်းလင်းမှုရှိရမယ်ဒါတကူ challenge စိန်ခေါ်မှုရှိရမယ် commitment တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တဲ့အတွက်ဒီအလုပ်ပေါ်မှာမိမိကိုယ်တိုင်ကနှိမ့်ညွတ်လုပ်ကိုင်တတ်တဲ့အလေးထားတွေရှိရမယ်ဒါတကူမိမိလုပ်တဲ့အလုပ်တိုင်းတွေကို feedback ပေးရမယ်ပြန်လဲအကြံပြုသုံးသပ်နိုင်ရမယ်ဒါဆိုရင်ကျမတို့လူကြီးမိဘအုပ်ထိန်းသူတွေက feedback တွေပေးဖို့လိုအပ်ပါတယ်ဒါတကူကိုယ်တိုင်ကလည်း feedback လုပ်ရမှာဖြစ်တယ်လို့ လူကြီးမိသားအုပ်ထိန်းသူတွေအားလည်း feedback လုံဆောင်ပေးဖို့လိုအပ်ပါတယ်။နောက်တစ်ခုက test complexity ဆိုတဲ့သူကလုပ်ငန်းလုပ်တဲ့မှာရှုပ်ထွေးမှုအနည်းငယ်တော့ရှိရမယ်။ရှင်းလင်းနေလို့ရှိရင်လုံဆောင်ရတာအသိပြီးဟိုစိတ်စိတ်ပါလက်ပါလုံဆောင်နိုင်မှုအတွက်ကအနည်းငယ်လေးရှုပ်ထွေးမှာမိမိရဲ့အားစိုက်ထုတ်မှုကရလာမှာဒီအားစိုက်ထုတ်မှုအတွက်ဒီအားစိုက်ထုတ်လိုက်ရတဲ့အတွက်ကို motivation ကဖြစ်ပေါ်လာတာဟုတ် ဒါကြောင့်မိမိ motivation ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာနိုင်မှုတွေဒီအချက်ကလေးတွေပေါ့နော် goal setting theory မှာဒီလိုမျိုးအချက်ကလေးတွေရှိရဲဆိုတာကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်။စိန်ခေါ်မှုရှိတဲ့ရည်မှန်းချက်များဟာတဲ့စိတ်ဆော်မှုအားကောင်းစေတယ်တဲ့။ဒါဆိုရင်ကျွန်တော်တို့စိန်ခေါ်မှုရှိတဲ့ရည်မှန်းချက်တွေဖြစ်ဖို့ထင်းညိပေးဖို့လိုအပ်တယ်ဆိုတာလေးရလဲအဓိက setting goal setting theory လေးကိုလေ့လာခြင်းအပြင်ရရှိလာစေခြင်းဖြစ်ပါတယ်။အဲအဲ့ဒီမှာနောက် theory တကူကိုကျွန်မဆွေးနွေးပေးခြင်းပါတယ် arousal theory of motivation ဒီ arousal theory မှာဆိုရင်အဓိကကျွန်မတို့ဒီပေါ့နော်ဒီဟိုလေးနဲ့ပေါ့ကြည့်ကြည့်အောင်ဒီမှာဆိုရင်ဒီရင်းညီပြင်းမြင်းလေးမှာ stress level တွေရှိမယ်ဒေါင်းလိုက်မြင်းလေးမှာ performance လုံဆောင်မှုတွေရှိမယ် stress level ဆိုရယ်ဘယ်အဆင့်ကိုရောက်နေပြီလို့မိမိရဲ့ stress တွေอ่ะပေါ့နော်စိတ်ပင်ပန်းမှုတွေဘယ်ဆက်ကိုရောက်နေပြီလို့ performance ဆိုရဲမိမိရဲ့လှုပ်ဆောင်မှုတွေက downline ကလေးနဲ့ပါအဲဒါဆိုရင်ဒီပုံလေးကိုကြည့်တဲ့အခါမှာဒီမှာဆိုရင်အစင်းရောင်ွက်ကလေးတွေကိုကြည့်ရအောင် in edit in edit သူ edit မဖြစ်သေးဘူး stress ကလည်းပဲနည်းနည်းလေးပဲရှိသေးတယ်နည်းနည်းလေးပဲရှိသေးတယ် stress ကလည်းပဲနောက်တစ်ခုတောက်ပြီးတော့ तू are late back ဆိုတော့ तू are ပေါ့နော်ဒါပြန်လျှော့ကြခြင်းနေပြီ ဒါလေးကိုမလုပ်ချင်တော့ဘူးဆိုတဲ့အခြေအနေဖြစ်နေပြီ။ဒါပြန်ပြန်ပြီးတော့မိမိရဲ့ motivation တွေရှော့ကြရမယ်အစီအစဉ်ရှိနေပြီ။ဒါဆိုရင် performance ကလည်းပဲအဲ inactive ဖြစ်နေတဲ့အခြေအနေ။အဲ stress level ကလည်းပဲတကယ်ကိုပဲပေါ့နော်။တကယ်ကိုပဲနည်းနည်းလေးပဲရှိတယ်။မရှိသလောက်ပဲပေါ့နော်။ဒီကစိတ်လေးရဲ့မှာဆို။အဲ့ဒီကနေပြီးတော့ကျမတို့ဒီအဝါကွက်ကလေးတွေကိုရောက်လာပြီဆိုပါဆိုရောက်လာပြီဆိုရင်သူ့ရဲ့ optimal stress သူ့မှာ ဒီ stress level မှာဆိုလို့ရှိရင် तू သူ့ရဲ့ physical စိတ် physical မှု စိတ်ပင်ပန်းမှုပေါ့နော် စိတ်ပင်ပန်းမှုလို့ပြောအောင်စိတ်ပင်ပန်းမှုအနေငယ်မြင့်လာပြီစိတ်ပင်ပန်းမှုတွေရှိလာပြီအဲ့လိုရှိလာတဲ့အတွက်လည်းသူ့မှာတဖြည်းဖြည်းနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေ performance တွေလည်းတဖြည်းဖြည်းနဲ့ပါဖြစ်လာမှုဆိုရင်မြင့်လာတယ်အဲ့ဒီကနေပြီးတော့ဒီလိုမျိုးဒီမိမိရဲ့စိတ်ပင်ပန်းမှုတွေများလာတယ်လို့ပဲသူ့ရဲ့လှုပ်ဆောင်မှုတွေကလည်းပို့ပြီးတော့ကောင်း များလာပြီပိုကောင်းလာပြီပေါ့နော်အဲ့ဒီကနေပြီးတော့ကျမတို့အဓိကအဝါရောင်ဆင်လေးတွေကိုရောက်လာရောက်သွားပြီဆိုလို့ရှိရင် stress level ကလည်း too much stress တကယ်ကိုအများကြီး overload တွေဖြစ်တော့မယ်ပေါ့နော်အဲဒီလိုမျိုးဒီလိမ္မော်ရောင်လေးထဲမှာဆိုရင်ဒီက exhaustion ဆိုတဲ့တကယ်ကိုပင်ပန်းနွမ်းနယ်မှုတွေကလည်းအများကြီးရရှိလာနေပြီဒီ performance အနေနဲ့ပေါ့နော် performance အနေနဲ့ကကြတော့လေ exhaustion ဆိုတဲ့သူ့မှာဟိုပင်ပန်းမှုတွေ အများကြီးရရှိလာနေပြီသူ့ရဲ့ performance တွေကလည်းအများကြီးကောင်းနေသလိုပဲဒီကစိတ်ပင်ပန်းမှုတွေကလည်းအင်မတန်ကိုများနေပြီအဲ့ဒီကနေပြီးတော့ကျမတို့အနီအောင်ကွက်ကလေးတွေကိုရောက်သွားတဲ့အခါမှာသူ့မှာနာကျင်မှုတွေစိတ်တိုမှုတွေ stress level တွေကလည်းဘာနာဖြစ်သွားပြီ breakdown တွေဖြစ်နေပြီဟိုးအောက်ဆီတီရောက်တော့မယ်ဒါဟာဒီကလူမျိုးအခြေအနေမျိုးတွေဟာလူတိုင်းမှာဖြစ်ပေါ်တတ်တာပါ ပထမဦးဆုံးတော့သူကအင်ရက်တစ်မဖြစ်တဲ့အခြေအနေကနေပြီးတော့ဆိုရင်သူမှာဒီလုံးဆောင်မှုကလည်းမရှိသေးဘူး stress level ကလည်းနည်းနည်းပဲရှိုံပဲအဲ့ဒီအမှတစင်ကျမတို့လုံးဆောင်မှုတွေကလည်းပိုကောင်းလာတယ် stress အဓိကပင်ပန်းမှုတွေစိတ်ပင်ပန်းမှုတွေကလည်းပိုပြီးတော့များလာပြီအဲ့ဒီမှာအများဆုံးနောက်ပိုပြီးတော့တကယ်ကို too much stress တွေရောက်သွားမယ်ဒါဆိုရင်မောပန်းပင်ပန်းနွမ်းနယ်မှုတွေရောက်လာပြီအဲ့ဒီနောက်တစင်ကိုအနီရောင်ွက်ထဲကိုရောက်သွားတဲ့မှာ burn out stress level ကလည်း burn out ဖြစ်သွားပြီ ဒါဆိုရင်သူ့မှာစိတ်တူတာတွေစိတ်ပင်ပန်းတာတွေအဲဒါမျိုးတွေရောက်သွားပြီ break down ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျမတို့ arousal theory ကအဓိကကျမတို့ပေါ့နော်ဒီမှာဆိုလို့ရှိရင် arousal theory ကပေါ့နော်ဒီမှာဘယ်ခြေနေမျိုးဟာအကောင်းဆုံးဖြစ်မလို့ high ရဲ့ဖြစ်နေမလို့ performance မှာဆိုလို့ရှိရင်ကျမတို့ကြည့်ကြည့်အောင်ဒီမှာဆိုရင် performance မှာဆိုရင် optimal level ဆိုတဲ့အဓိကသူ့ရဲ့ stress level ကလည်းအမြင့်ဆုံးပဲ အဲလှုပ်ဆောင်မှုကလည်းကျမတို့အကောင်းဆုံးပဲဒီ level လေးပါဒီအခြေအနေဆိုရင်ဒါဟာဒီကဲကို arousal level ရောက်သွားပြီပေါ့နော် optimal level ဆိုလို့ရှိရင် तू ဟာ arousal level ကိုရောက်သွားပြီဒါဆိုရင်သူ့ရဲ့အဲလှုပ်ဆောင်မှုတွေကလည်းအကောင်းဆုံးပင်မမှုတွေကလည်းအများဆုံးဖြစ်သွားပြီအဲ့ဒီမှာဆိုရင်ကျမတို့ဒီလိုမျိုးလှုပ်ဆောင်မှုတွေဟာတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ပေါ့နော်တကယ်ကိုမိမိရဲ့လှုပ်ဆောင်မှုကအမြင့်ဆုံးကိုရောက်ရှိသွားမယ် ဒီလိုမျိုးရရှိသွားခြင်းဟာလည်းဘာလို့ရရှိသွားတာအောင်ဆိုရင်မိမိရဲ့လုံဆောင်မှုတွေကြာ ဖြစ်ပေါ်သွားတာလေအဲ့လိုမျိုးလုံဆောင်မှုတွေများတဲ့အခါမှာဒီလိုမျိုးတွေဖြစ်တတ်တယ်ဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ကြတော့ဟိုကျမတို့ပေါ့နော်ဒီဒီကဒီ arousal theory ရော motivation လေးကိုဒီက stress cup လေးကိုလေ့လာခြင်းအဖြစ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်ပေါ်တတ်တယ်ဒါဆိုရင်ကျမတို့တွေစိတ်ပင်ပန်းမှုလုံဆောင်ရင်းလုံဆောင်ရင်းနဲ့စိတ်ပင်ပန်းမှုတွေရှိလာပြီဆိုရင်မိမိတို့ရဲ့ လုံဆောင်ချက်တွေကတကယ်ကိုအမြင့်ဆုံးကိုရောက်နေပြီဆိုတာလေးကိုတွက်ဆလို့ရသွားပြီအဲ့တော့ကြတော့ performance ရှိမှလည်းကျမတို့လုံဆောင်ချက်တွေဟာဒါအောင်မြင်မှာပါအဲ့တော့ကြတော့ဒီလိုမျိုးလုံဆောင်မှုတိုင်းမှာလည်းဒီလိုမျိုး stress တွေစိတ်ပင်ပန်းတာတွေဟာရှိနေတတ်တယ်ဆိုတာလေးကိုအဓိက arousal theory လေးကိုလေ့လာခြင်းအပြင်သိရှိလာပြီဒီမှာဆိုလို့ရှိရင်လည်းအဓိကအမြင့်ဆုံးဆိုတာကျမတို့အဝါရောင်နဲ့လိမ္မော်ရောင်လေးရဲ့ဒါ mid line မှာပေါ့နော်ဒီနေရာဟာကျမတို့ဒါဟာတကယ်ကိုဒါအမြင့်ဆုံးနယ်ပဲပေါ့နော် optimal level ဆိုတော့တကယ်ကိုအကောင်းဆုံးရှိနေတဲ့ level ပေါ့နော်ဒီလိုမျိုးတွေကိုလေ့လာခြင်းအပြင်ပေါ့နော်မိမိရဲ့လှုပ်ဆောင်ချက်တဲမှာ performance နေမိမိလှုပ်ဆောင်မှုတွေရှိတယ်လို့ပဲဒီလှုပ်ဆောင်မှုတွေနဲ့တွဲပြီးတော့စိတ်ပင်ပန်းမှုတွေခက်ခဲမှုတွေကြာလဲရှုပ်ထွေးမှုတွေဆိုတာလဲရှိနေနိုင်တယ်ဆိုတာလေးကိုကျမတို့ arousal theory လေးကိုလေ့လာခြင်းအပြင်သိရှိလာစေပါတယ်ရှင် အဲနောက် theory လေးတစ်ခုကိုသွားခွင့်ပြုပါအဲ့ဒါကကြတော့ dry redemption theory of motivation ဒါဆိုရင်ကျမတို့စိတ်လှုပ်ရှားခံစားမှုကိုဖြစ်ပေါ်ဖို့အတွက် dry လုပ်မယ် leader dry redemption တွေလုပ်ကြမယ်ဒါဆိုရင်ပထမအဆုံးဒီမှာလဲ၃ခုပါဒီမှာလဲအဆင့်၃ဆင့်နဲ့ပေါ့နော် need လိုအပ်ချက်တွေရှိမယ်ဘာတွေလိုအပ်မှာတော့အစားအစာတို့ရေတို့လိုအပ်မယ်ဟုတ်ပြီဒါဆိုလိုအပ်နေတာအစားအစာတွေ အစားအစာနဲ့ရေလို့သူစမင်းစားနေတယ်ရေစားနေတယ်ဟုတ်ပြီဒါဆိုရင်သူ့ကိုမောင်းနေတာဘာဖြစ်မလို့စာတော်စာလောင်တာနဲ့ရင်ငက်တာသူ့ရဲ့မောင်းနေအားပေါ့အဲ့ကနေပြီးတော့ပေါ့နော် dry redaction ဟုတ်ပြီဒီကဖြစ်ပေါ်နေတဲ့ဟာကို redaction လုပ်မယ် redaction behavior အပြုမှုလုပ်မယ်ဒါဆိုရင် စာနေရေစား အစားအစာလိုနေတယ်အစားအစာစားနေတယ်ရေငတ်နေတယ်ဆိုရင် စားလိုက်မှာပေါ့ရေတောက်လိုက်မှာပေါ့ဒါဆိုရင်လိုရင်လိုအပ်နေတဲ့အရာလေးကိုမောင်းနေပေးလိုက်တာဒါဆိုရင်မိမိလိုအပ်ချက်ကလေးကိုမဖြစ်သွားမလို့ဆိုရင်ဒီ theory မှာဟာအောင်မြင်သွားမယ်ပေါ့ဒါ motivation စိတ်ဆော်မှုတစ်ခုဖြစ်တာပါဒါဆိုရင်ဒီမှာဆိုလို့ရှိရင်လူတိုင်းမှာတဲ့ဇီဝဗေဒဆိုင်ရာအခြေခံလိုအပ်ချက်တွေရှိတယ်အဲ့ဒီအခြေခံလိုအပ်ချက်တွေ ကို drive လုပ်တဲ့တွန်းအားတွေရှိလာမယ်ဒီအခြေခံလိုအပ်ချက်တွေရှိလို့တွန်းအားတွေကဖြစ်ပေါ်လာခြင်းဖြစ်တယ်အဲ့တော့ကြတော့ဒီအခြေခံလိုအပ်ချက်တွေပြည့်မီဖို့အတွက်တွန်းအားတွေရလာမယ်အဲ့ဒီကတွန်းအားတွေကနေပြီးတော့လူတွေကနေအပြုမှုတွေကနေဒီတွန်းအားတွေကိုဖြည့်ဆည်းပေးလိုက်တဲ့စေဆော်မှုတွေဆိုပြီးတော့ရရှိလာခြင်းဖြစ်ပါတယ်ဒါကြောင့်ね ီလိုမျိုးပေါ့နော်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရနေတွန်းအားတွေကနေပြီးတော့မှဖြည့်ဆည်းပေးမယ်အဲ့ဒီဖြည့်ဆည်းပေးရနေပြီးတော့ motivation ဆိုတဲ့စိတ်စော်မှုကြီးရရှိလာခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီ drive redemption theory ရော motivation လေးကိုလေ့လာခြင်းအပြင်လိုအပ်ချက်တွေ need ကြည့်မယ်အဲ့ need တွေကို drive လုပ်မယ် ိုက် try လို့ရတယ်ဘလို dry တွေလုပ်မလို့ဘလို knee တွေရှိတော့ဘလို dry တွေလုပ်မလို့ဒီ dry တွေကို reduction လုပ်မလို့ဆိုတာကိုဆွေးနွေးလို့ရတယ် input တွေဟာပေးလိုက်တဲ့ input တွေတိုင်း output တွေထွက်ဖို့လိုတယ်အဲ့လိုမျိုးထွက်ဖို့အတွက်အခြေအနေတွေဟာညတာဖို့လိုတယ်ဆိုတာလေးတွေကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးသွားရင်းဖြစ်ပါတယ်။နောက်နေ့မှလည်းပဲကြံရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။